လက်ရှိရရှိထားသောစစ်ရေးရစဲရေးသဘောတူညီချက်မှာနောက်ဆုံးငြိမ်းချမ်းရေးမဟုတ်ပဲစစ်မှန်သောငြိမ်းချမ်းရေးရရှိရန်ဝေးလံနေစေဟု MNDAA စီဦးစီးမှုချုပ်ကတတိပေးလိုက်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကိုကအထူးတွေကတစ်တွင်လက်ရှိရရှိထားသောစစ်ရေးရစဲရေးသဘောတူညီချက်မှာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးငြိမ်းချမ်းရေးမဟုတ်ကြောင်းစစ်မှန်သောငြိမ်းချမ်းရေးရရှိရေးဝေးလံနေစေဖြစ်ကြောင်းကိုကအထူးတွေကအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ MNDAA စီဦးစီးမှုချုပ် ဒုတိယဗိုလ်ချုပ်ကြီးမစ္စတာပန်ဒူရန်က3ပေးပြောဆိုလိုက်ပါတယ်။အော်တိုဘာလ25ရက်နေ့ MNDAE 2025ခုနှစ်အပစင်တိကေတာများအလှည့်ကျတင်နာစင်ပွဲတွင်၎င်းကတင်နာသားများနဲ့တပ်မှုများကိုလက်ရှိအခြေအနေများအကြောင်းရှင်းလင်းပြောဆိုစဉ်အထက်ပါတိုင်းသိပေးပြောဆိုခြင်းဖြစ်ပါတယ်။ MNDAE စီဦးစီးမှုချုပ်ကလက်ရှိရရှိထားသောစစ်ရေးရစဲရေးသဘောတူညီချက်သည်အဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးအေကငင်းချရင်မဟုတ်သေးသည်ကိုအားလုံးသိရှိရမည်ဖြစ်ကြောင်း စစ်မှန်သောရင်းချမ်းရေးကိုရရှိရန်လမ်းစဉ်မှာဝေးလာနေစေဖြစ်ကြောင်းတပ်သားအလုံးအနေဖြင့်တက်ကွက်သည့်အတွေးခေါ်များကိုပြင်းပြင်းထန်ထန်ရှောင်ရှားကာအမြဲတမ်းမြင့်မားသောသတိပေးချက်နဲ့မဟာဗျူဟာကျသိရှိနားလည်မှုကိုထိန်းသိမ်းရမည်ဖြစ်ကြောင်းသတိပေးပြောဆိုပါရယ်။တစ်ဆယ်နှစ်ကုန်စစ်စင်လုံဆောင်ချက်မှစတင်ခဲ့သည့်ခက်ခဲကြမ်းတမ်းသောခီးလမ်းကိုပြန်လည်သုံးသပ်ရင်းယနေ့ရရှိထားသောစီးရဲရလာများသည့်မရေမတွက်နိုင်သောတပ်ဖွဲ့ဝင်များ၏တွေးချွေးနှင့်အသက်ပေးလူခဲမှုများဖြင့်ရရှိခဲ့ခြင်းဖြစ်ကြောင်းကိုကေရီမူအားလုံးအနေဖြင့် တမိုင်းကိုမှတ်မိရန်ရလများကိုတာမိုးထားရန်ရရှိပြီးသားစီရလများကိုဆက်လက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆက်လက်လုပ်ဆောင်ရန်ခိုင်မာသောအခြေခံအုတ်မြစ်ဖြစ်သူအတွင်ပြောင်းရန် MNDAA စီဦးစီးချုပ်ကညွှန်ကြားပါသည်ထို့ပြင် MNDAA မှဘုံမှုချုပ်မစ္စတာလျန်ချန်အင်ကလည်းတင်နာစင်ပွဲတွင်စီရေးကော်မတီကိုစားလုပ်ငန်းတာဝန်ခွဲဝေချမှတ်ခြင်းမင်ခုံပြောကြားရာတွင်ကေလာတင်နာများကိုအထူးလေကလုံခြုံရေးအခြေအနေရှုပ်ထွေးပြီးတက်တဲသည့်အဓိကအချိန်ကာလတွင်ကျင်းပခြင်းဖြစ်ကြောင်းရင်းမှာစီရေးကော်မတီက စီးအခြေအနေခြုံငုံသုံးသက်ကအနာဂတ်အတွက်မဟာဗျူဟာကြကြစီစဉ်ဆောင်ရွက်သည့်ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းတပ်တော်အတွက်အနာဂတ်၏ရှုပ်ထွေးသောစစ်ပွဲများကိုရင်ဆိုင်နိုင်ပြီးခက်ခဲသောတိုက်ပွဲများကိုရဲရင်စွာတိုက်ခိုက်နိုင်ကအောင်ပွဲခံနိုင်သည့်အယုဂအင်အားတစ်ရပ်ကိုဖန်တီးရန်ရည်ရွယ်ကြောင်းပြောကြားပါသည်။အောက်တိုဘာလ29ရက်နေ့မှာ2029စစ်စင်ရေးနှစ်နှစ်မြောက်နေ့ဖြစ်ပြီး2023ခုနှစ်အောက်တိုဘာလ29ရက်နေ့တွင် AA MNDAA နှင့် TNLA ပေါင်းပါဝင်သော မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဖွဲ့ကရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်စစ်ကောင်စီတပ်စခန်းများတိုင်းစစ်ဌာနချုပ်များမြို့များတရင်တပ်ဖွဲ့များကိုစစ်တိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။၁၀၂၀ကိုစစ်စင်ရေးအမြင့်ဆုံးအောင်မြင်မှုမှာ၂၀၂၄ခုနှစ်ဩဂုတ်လ၃ရက်နေ့တွင်အကြမ်းဖက်စစ်တပ်၏လာရှိုးအခြေဆိုင်အရှိမြောင်တိုင်းစစ်ဌာနချုပ်ကိုမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့တပ်ပေါင်းစုမဟာမိတ်များကအပြည့်အဝသိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်ပါတယ်။မြောက်ဒီ KK ဖက်ကိုစစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့က၄ရက်ဆက်တိုက်ဘုံဖောက်ကွဲလိုက်ပြီး ထိုင်းမတို့ပါဘုံအစမြလွင့်စင်ကြောင်းတီးရပါတယ်။ဗရင်ပြည်နယ်မြောက်ရီမြို့နယ်ရှိ KK ဖက်ကိုစစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့က၄ရက်ဆက်တိုက်ဘုံဖောက်ခွဲလိုက်ပြီးထိုင်းမတို့ပါဘုံအစမြလွင့်စင်လာကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြကြပါတယ်။အောက်တိုဘာ24ရက်နေ့မှစတင်ပြီးအောက်တိုဘာ29ရက်နေ့အထိ KK ဖက်ကိုစစ်တပ်လက်အောက်ခံ BGF တပ်ဖွဲ့က၄စင်ဆက်တိုက်ဖောက်ခွဲလျက်ရှိရာအောက်တိုဘာလ29ရက်နေ့နာနာစင်၌ပဝင်ကျင်းအချိန်တွင် BGF ကနေခင်းအချိန်တွင်ပင်ဖောက်ခွဲလာကြောင်း အဆိုပါဖောက်ခွဲမှုမှဘုံအစနာများနဲ့အစိတ်ပိုင်းများမှာထိုင်းနိုင်ငံဘက်ကျန်းရှိနေအများပေါ်သို့ကျဲရောက်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အောက်တိုဘာလ23ရက်မှစတင်ပြီး KK ဖတ်မှဂျပ်ပြန်လုတ်ကင်နေသောနိုင်ငံခြားသားများအပါအဝင်ဂျပ်ပြန်လုတ်ကင်သူများကို BGF ကနှင်ထုတ်ခဲ့ပြီးနောက်ထိုင်းနိုင်ငံဘက်အချမ်းသို့ဂျပ်ပြန်လုံသားနိုင်ငံခြားသားတထောင်ကျော်ထွက်ပြေးဝင်ရောက်လာကြောင်းထိုင်းအစိုးရကဂျပန် KK ဖတ်မှထွက်ပြေးလာသောနိုင်ငံခြားသားများကိုထိန်းသိမ်းစစ်ဆင်မှုများလုပ်ဆောင်ရရှိကြောင်းသိရှိရပါသည်။ အချမ်းဖက်စစ်တပ်က KK ဖောက်သည် KNU နဲ့ပတ်သက်သည်ဟုဆိုကာဝင်ရောက်စီးနှင်းမှုမျိုးအားလောက်ဆောင်ခဲ့ပြီး KNU ကမူ KK ဖောက်သည် KNU နဲ့လုံးဝမပတ်သက်ကြောင်းညှင်းဆိုထားပါတယ်။ဝက်လက်နဲ့ပေါင်းပြုတ်နယ်ရှိကျေးရွာများကိုစစ်တပ်က White Truck လေယာဉ်ဖြင့်ဘုံအလုံးတရာကျော်ကျဲချမှုကြောင့်ပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်းသိရပါတယ်။သခိုင်းနိုင်ဝလန်မြုံနယ်ရှိကျေးရွာများကိုအကြမ်းဖက်စစ်တပ်က၂ရက်ဆက်တိုက် White Truck လေယာဉ်ဖြင့်ဘုံကျဲထိုက်ခဲ့ခြင်းကြောင့်ပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဝက်လက် information network မှာတာဝန်ရှိသူတူကပြောပါတယ်။အောက်တိုဘာလ26ရက်နေ့နာနာ9:48မိနစ်အချိန်မှစပြီးဝက်လက်မြုပ်နယ်အနောက်ဘက်ခြမ်းဝက်လက်ရွာသားကြီးလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်၏တရားဥပဒေတပ်မှတက်လာသော white truck plane တစ်စင်းကဘုံ49လုံးတဲချတိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုတွင်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဦးခေါင်းကိုဘုံဆထိမှန်သူတဦးပါဝင်သောကြောင့်ဒဏ်ရာချင်းတွေကိုဆက်လက်စောင့်ကြည့်နေရဆဲဖြစ်ကြောင်းသိရှိရပါတယ်။ အလောက်တူအော်တိုဘာလ25ရက်နေ့ကလည်းအချမ်းပဲစစ်တပ်ဒဇူးလေတပ်မှတက်လာသော White Top Lane တစ်စင်းကဝဲလံမြုံနဲ့အနောက်ချမ်းရှိကျေးရွာများကိုဘုံ38လုံးကျဲချတိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိကြောင်းသိရပါတယ်။မနေ့ကစစ်ခွေးတွေဘုံကျဲသွားတာကတော့ပြည်သူခုနှစ်ဦးထိခိုက်ဒဏ်ရာရတယ်လို့တော့သိထားရတယ်။တအူးကတော့ဥကောင်းကိုဘုံဆောက်မှလို့ဒဏ်ရာအခြေအနေစိုးရင်ရတယ်။စစ်ကူတပ်မှုပေးပြီးတော့ဆက်လက်စောင့်ကြည့်နေရပါတယ်။စစ်ခွေးတွေရဲ့လေကြောင်းတိုက်ခိုက်မှုကနေ့စဉ်ကိုပြုလုပ်နေတယ်လို့ ဖြူသူတွေလည်းဘေးလွရာကိုပြေးနေရတယ်ဟု Wallet Information Network မှာတာဝန်ရှိသူကပြောပါတယ်။ထို့ပြင်မကွေတိုင်းပေါ့ပြုံနယ်အနောက်မြောက်ခြမ်းဘုံတောင်တောင်ကျောတဝိုက်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအချမ်းပဲစစ်တပ်က White Truck ပြင်ဖြင့်ဘုံ56လုံးကျဲချတက်ခိုက်သွားကြောင်းပေါ့ပြုံနယ်ကာကွယ်ရေးအဖွဲ့မှလာရောက်ကပြောပါတယ်။အော်တိုဘားလ29ရက်နေ့နာနဲ့7:22မိနစ်မှာစပြီး7:34မိနစ်ခန့်အထိတရုတ်လီတပ်မှတက်လာသော White Truck ပြင်ဒဇင်းသည်ပေါ့ပြုံနယ်အနောက်မြောက်ခြမ်းရှိဘုံတောင်တောင်ကျောတဝိုက်တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဘုံ46လုံးကျဲချတက်ခိုက်သွားကြောင်းသိရှိရပါတယ်။စစ်ခွေးတွေတပ်ဖွဲ့ဖြစ်ပွားခြင်းမရှိပဲလေကြောင်းတက်ခိုက်ခဲ့တာပါ။ဗီဒူတွေထိခိုက်တံရရရှိမှုနဲ့နေရင်ပစ္စည်းတာမျိုးတို့ကိုကျွန်တော်ဆက်လက်စုံစမ်းဆဲပါ။မနေ့ညကပေါ့နော်ခုနိုင်ဝင်းကျင်လောက်ကင်းထောက်တာပေါ့။မကွေးတက် ATR 42 MPA ကင်းထောက်နေပေါ့။တနားကျော်တာပေါ့။ပေါ့ထီးနေတဲ့ဆက်တွေကိုနနပိုင်းဆက်နိုင်ကျော်မှာ white trap နဲ့လာကျဲတာပေါ့။ပုံတောင်ကျော်တဝိုက်ပေါ့။ပေါ့ထီးနေတဲ့ဆက်တွေပေါ့ဟု။ပေါ့မြို့နယ်ကာကွယ်ရေးအဖွဲ့မှကိုလာရောင်ကပြောပါရတယ်။ ကျန်းဖို့ပါတီကရွေးကောက်ပွဲပင်မကျင်းပရသေးပဲလွှတ်တော်အမတ်28နေရာမပြိုင်ပဲအနိုင်ရရှိကာအနိုင်ရကျန်းဖို့ပါတီလွှတ်တော်အမတ်များလုံခြုံရေးအထုကူးဆက်ရညွှန်ကြားကြောင်းတီးရပါတယ်အကျန်းဖက်စစ်တပ်လက်အောက်ခံကျန်းဖို့ပါတီကရွေးကောက်ပွဲပင်မကျင်းပရသေးတော့လေလွှတ်တော်အမတ်28နေရာကိုမပြိုင်ပဲအနိုင်ရရှိသွားပြီဖြစ်ကြောင်းကျန်းခံရေးပါတီတရင်ရင်းမြစ်ကပြောပါတယ်လာပြီးရွေးကောက်ပွဲတွင်ကျန်းဖို့ပါတီကအမတ်လောက်အရေးအတွက်2018ဦးရှောက်လာတင်သွင်းပြီးအများဆုံးရှင်ပြန်ဖြစ်ရာမဲဆန္ဒနယ်28ခုတွင် ကျန်းဖို့ပါတီနဲ့ရှင်ပြန်မြင့်အမလောက်မရှိသည့်အတွက်အလိုအလျောက်ကျန်းဖို့ပါတီမှကိုယ်စားလှယ်လောင်းမြတ်ကအနိုင်ရရှိသွားခြင်းဖြစ်ကြောင်းသိရှိရပါသည်။ရှင်ပြန်မြင့်သူမရှိပဲပြည်ခိုင်ပြို့ကအနိုင်ရရှိတာစုစုပေါင်း28နေရာရှိပါသည်။ဘီလူလွတ်တော်3နေရာဒိုင်းဒေသကြီးလွတ်တော်3နေရာနဲ့ဒိုင်းဒေသရဲ့ဝန်ကြီး2နေရာကိုအနိုင်ရရှိထားတာပါ။အဲ့ဒီမဲဆာနာနယ်တွေမှာပြည်ခိုင်ပြို့ကကိုယ်စားလှယ်ပြီးအမလောက်မှဖြစ်စည်ရင်တင်သွင်းထားလို့အလိုလျောက်အနိုင်ရရှိတာပါ။ အနာရထားတဲ့အမတ်တွေအလုံးမိမိလုံးကြုံရေးသတိထားဖို့နဲ့နေမြစိတ်မချရခင်နေပြည်တော်ကိုလာရောက်နေထိုင်ဖို့အတိပေးထားတာလည်းရှိတယ်ဟုတ်တန်ခိုင်ရေးပါတီတရင်ရင့်ကရှင်းပြပါတယ်ကျန်ခုပါတီကအလိုလျောက်ပြန်ဖက်မရှိပဲအနာရရှိသွားသောမဲဆာနာနယ်များတွင်ရွှေကူမြုံနယ်မန်စီမြုံနယ်နောင်မုံမြုံနယ်မင်းကင်းမြုံနယ်ကောလင်းမြုံနယ်တမူးမြုံနယ်ဘုဒ္ဓလင်မြုံနယ်မော်လာမြုံနယ်ကဏီမြုံနယ်ဝန်းတုံမြုံနယ်ဆလင်းကြီးမြုံနယ်ရေဦးမြုံနယ်ရေပြူမြုံနယ်လောင်လုံးမြုံနယ်တရချောင်းမြုံနယ်ဖဲခုံမြုံနယ် မမမြုံနယ်မိုးနယ်မြုံနယ်နဲ့ကြောင်မဲမြုံနယ်တို့ပါဝင်ကြောင်းသိရှိရပါတယ်စစ်တပ်ရွေးကောက်ပွဲဥပဒေအခမ်းကိုပုံမှန်၄၁ကာကြီးရရမဲဆန္ဒနယ်တစ်ခုတွင်ကိုစလေလောင်းတဦးသေးတာလင်းရွေးကောက်ပွဲကျင်းပစရာမလိုပဲအဆိုပါကိုစလေလောင်းများကိုအနိုင်ရကိုစလေဖြစ်ကျင်းညာမည်ဖြစ်ကြောင်းသိရှိရပါတယ်စစ်တပ်ကဒီဇင်ဘာလ၂၈နေ့ပြုလုပ်မိရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ၅၀ကျော်မှကိုစလေလောင်း၅၀၀ကျော်ပါဝင်ရှင်းတန်ကြမည်ဖြစ်ပြီးကျန်းဖို့ပါတီကအများဆုံးဖြစ်ကြောင်းသိရှိရပါတယ်ကျန်းဖို့ပါတီက ပြည်သူ့လွတ်တော်တွင် အမလောင်265ဦးအမျိုးသားလွတ်တော်တွင်အမလောင်156ဦးဒိုင်းပြည်နယ်လွတ်တော်တွင်အမလောင်969ဦးဒိုင်းသားလူမျိုးစုလွတ်တော်တွင်28ဦးစုပေါင်းအမလောင်1018ဦးပါဝင်ပြီဖြစ်ကြောင်းသိရပါသည်စစ်တပ်၏အတူရောက်ရွေးကောက်ပွဲတွင်နိုင်ငံတော်ရှင်တံမီပါတီ6ပါတီနှင့်ဒိုင်းဒေသကြီးပြည်နယ်တစ်ခုတွင်စီယုံမီနိုင်ငံရေးပါတီ50ခုနှင့်တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်ကြောင်းသိရပါသည်စစ်တပ်၏အတူရောက်ရွေးကောက်ပွဲတွင်ဒိုင်းသားစီယုံမီရေးပါတီတပ်ဆညာက ိုစလဲလောင်း694ဦးတက်တက်ခိုင်ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကကိုစလဲလောင်း682ဦးရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဂျားဖြူပါတီကကိုစလဲလောင်း984ဦးကိုကိုကြီးပြည်သူ့ပါတီကကိုစလဲလောင်း912ဦးတောင်သူလယ်သမားဖြံပြိုးတိုးတက်ရေးပါတီကကိုစလဲလောင်း428ဦးတိုင်းပြည်နယ်နောက်တွင်ရှင်တန်မြင့်ဒေသဆိုင်ရာငငါရေးပါတီ51ပါတီကကိုယ်စားလှယ်လောင်960ဦးနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်95ဦးပါဝင်ရှင်တန်ကြပြီဖြစ်ကြောင်းသိရှိရပါသည်။ မုံရွာမားလေးကားလမ်းပိုင်းမှာပြစ်ခတ်မှုဖြစ်ပွားပြီးကားတွေပိတ်မိနေကြောင်းသိရပါဗျ။သခိုင်းတိုင်းမုံရွာမားလေးလမ်းပိုင်းမှာအော်တိုဘားလာ၂၉ရက်နေ့နေ့လယ်ပိုင်းကပြစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ခီးသွွားရှင်တွေနှစ်နာရီကျော်ကြာပိတ်မိနေကြောင်းသိရပါဗျ။နေ့လယ်၁၀နာရီခန့်ကမုံရွာမားလေးလမ်းပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့မဟုစစ်စေးဂိတ်အနီးမှာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီးနဲ့ပါပြစ်ခတ်နေကြောင်းဒါကြောင့်မုံရွာမားလေးလမ်းပေါ်ကမဦးရွာနဲ့မင်းဒီရွာကြားလမ်းပိုင်းကိုအသုံးပြုလို့အဆင်မပြေနိုင်သေးဘူးလို့ဒေသခံတွေကပြောပါဗျ။ ရန်သားပြစ်ခတ်တာတွေလည်းရှိတယ်။လမ်းကြောပိတ်ဆို့ထားတာနှစ်နိုင်ဝန်းကျင်ကရှိနေပြီလို့သိရပါတယ်လို့ဒေသခံတူကပြောပါတယ်။ပြစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးကာကွယ်ရေးအဖွဲ့တွေဘက်ကသတင်းထုတ်ပြန်တာမရှိသေးပါဘူး။အူရွာစစ်ကောင်စီကိစ္စကိုဝုံရောင်မြို့ပေါ်နဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကစစ်ကောင်စီတပ်ကအင်စီကားတွေနဲ့အပြင်တံပြားကာထားတဲ့ကားတွေနဲ့ပါအင်ရအပြစ်နဲ့ရောက်ရှိလာတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်ဟာခီးသွားပြည်သူတွေကို လူသားတိုင်းလုပ်ကမိုင်းဆဲရှာခိုင်းတာတွေပြုလုပ်နေရှိတာကြောင့် ဗီဒီယိုတွေသတိပြုသွားလာကြဖို့ကာကွယ်ရေးအဖွဲ့တွေကသတိပေးထားပါတယ်။ရေနာရှင်မြုံနယ်စစ်တောင်းမြေအရှိဘက်ချောင်းမှာတိုက်ပွဲပြင်းထန်နေကြောင်းသိရပါတယ်။ပဲခူးတိုင်းရေနာရှင်မြုံနယ်ကစစ်တောင်းမြေအရှိဘက်ချောင်းမှာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသစစ်ရေးတင်းရင်းမြစ်တွေကပြောပါတယ်။စစ်ကောင်စီတပ်ကသူဆုံးရှုံးထားတဲ့ရေနာရှင်မြုံနယ်စွာမြုံနယ်သုံးမိုင်လောက်သာဝေးတဲ့ရွာသစ်ကျေးရွာကအထိုင်စခန်းနဲ့ကာကင်းတွေကိုပြန်ရဖို့အတွက်အပြင်းထန်ထိုးစစ်ဆင်လာတယ်လို့သိရပါတယ်။အောက်တိုဘာလ29ရက် မနက်စတန်နာ9မိနစ်မှာဟီရာရှိမြို့နယ်စစ်တောင်းရဲ့အရှိတ်ချမ်းတိုက်ပွဲတွင်စစ်ရှုံးကောင်စီမှလေယံဖိုက်တာနှစင်းဖြင့်ဗုံးကျဲတက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့တရရင်၃၀၀၀လေးတက်ခွဲတဲ့တာဝန်ရှိသူကပြောပါတယ်စစ်ကောင်စီကအင်အား၄၀၀ခန့်နဲ့ထိုးစစ်ဆင်လာပြီးတက်ပွဲပြင်းထန်နေတာလို့နေပြည်တော်တိုင်းစစ်ဌာနစီယူစီချုပ်ဗိုလ်လက်ကြာကအတည်ပြုပြောကြားပါတယ်မနေ့ကတနေကုန်ဖြစ်တဲ့ရွာသစ်ဘက်တိုက်မထိုးပဲရွာသစ်တောင်ဘက်ကြောကထိုးလာတာရေလွဲရွာဘက်မှာနှစ်ဖက်တိုက်ခိုက်မှုရှိတယ်လို့၎င်းကပြောပါတယ် ါအပြင်ဒီကနေ့မှလည်းတပ်ပွဲဆက်ဖြစ်နေပြီးအသေးစိတ်ချင်းတွေကိုမတိရသေးဘူးလို့ဘိုးလက်ရာကဆိုပါတယ်။စီးရအရာအရေးပါတဲ့စစ်တောင်းရဲ့အရှိတ်ချမ်းကရွာသစ်ကြီးရောကစစ်ကောင်စီတပ်ရဲ့ထိုင်စကောင်းတွေကိုလေပြည်တော်တိုင်းစစ်ဌာနလက်အောက်တပ်ရင်းတွေကအောက်တိုဘာလ20ရက်မှာတင်ပိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီနေ့တပ်ပွဲမှာစစ်ကောင်စီတပ်ကတရင်မှုပါဝင်15ဦးတည်ဆုံးခဲ့ပြီးစစ်တုံးပန်း2ဦးဖမ်းဆီးရကတရင်မှုညီနိုင်ကိုလက်ရဖမ်းဆီးချိန်မှာအခုကမှုပြုလုပ်တာကြောင့်အသေးပြတ်တက်လိုက်ရတယ်လို့အသိပေးထားပါတယ်။စကောင်းတဲ့တပ်ပွဲမှာ drone ဖြတ်ဆက်အပါဝင် MA11 တလက် MA3 တလက် G3 သုံးလက်60မမတလက် pistol တလက်အပါဝင်ဆက်ဆက်ခဲရံတွေတွန်ဟိုင်းတပ်တွေကရရှိခဲ့တာဖြစ်ပါတယ်